ဒေဇလန်းကဥတ္တမောင်းဆိုတဲ့ယွာသားစီကနေပြန်တိခဲ့ရတဲ့ဗဇက်ရာဇဝင်ဇလန်းလေးတစ်ဖို့ပါ။တနေ့ငါးပြေငါးဖမ်းရတာစိတ်ဝင်စားတဲ့အုပ်စုတစုအရင်ကတိခဲ့ဘူးတဲ့နယ်ဘက်ကယွာတကြီးတယောက်ရဲ့အိမ်ကိုသွားခဲ့ကြပါတယ်။ငါးဖမ်းရတာကြိုက်တဲ့သူကငါးဖမ်းငှက်ပစ်တဲ့သူကလည်းပြစ်ပေါ်ဗျာ။သူတို့ဒီဇင်ဘာလမှာသွားဖို့ရွေးချယ်လိုက်ကြပြီ။ဒီလကအေးပင်မဲ့ငါးရင်အိမ်ပြန်တဲ့ယာသေးဆိုတော့ငါးဖမ်းရတာလွယ်ကူတာချက်မှာ။အေးလာရင်ဆောင်းလေးချုံ မိဘုံလေးဖိုးပြီးရလာတဲ့ငါ့ကိုအရက်နဲ့မြေခဲ့ကြတယ်ဗျ။တနေ့သူတို့ဖမ်းမိတဲ့ငါ့ကိုချက်ပြုတ်ခါရွာသားတွေနဲ့အတူမိဘုံမေးထိုင်ကစားတောင်းနေခဲ့ပါတယ်။အဲ့ဒီထက်မှငါဖမ်းကြွကျင်တဲ့ဥတ္တမောင်ဆိုတဲ့ရွာသားလေးပါဝင်နေဗျ။ဥတ္တမောင်ပြောပြတဲ့သူကြုံခဲ့ရတဲ့နာနာဘဝဇလန်းတွေကိုကြံသူတွေကစိတ်ဝင်တစားနားထောင်နေခဲ့ကြပါတယ်။ကျုပ်ဘဝအရန်ထူးဆန်းနေဗျ။အသက်16 18လောက်ကပေါ့။ ီနောက်အရက်ခွက်ကိုကိုအောင်တောက်လိုက်ပြီးရွာတကြီးအိမ်နဲ့ကန့်နေတဲ့အိမ်ကိုလက်ညှိုးထိုးပြလိုက်ပါတယ်။အဲ့ဒါလက်ရှိကျုံနေတဲ့အိမ်ပဲ။ကျုံမွေးစားအဖေရဲ့အိမ်ပေါ့။ကျုံမိပါတယ်ဆုံးသွားတဲ့အချင်းအားစားပြီးတော့မွေးစားအဖေအားပဲကျုပ်ကိုဆောက်ရှောက်ပေးထားတာ။အဖေမှာကျုံနဲ့ရွယ်သူတတ်သားလို့ခေါ်တဲ့သမီးတစ်ယောက်ရှိတယ်။အမေကဆုံးသွားတာကြားပြီးတားအဖနှစ်ယောက်ထဲလောက်ကန်စားတော့ကြရင်လည်းကျုံရောက်လာတော့ပိုလုံအားရသွားပြီးစားနိုင်တော့နိုင်တဲ့အနေထားကိုရောက်လာခဲ့တာပေါ့။ ပြီးတာနဲ့အရက်ကိုတောက်လိုက်ခါငားနဲ့မြည်လိုက်ပါတယ်ကျုပ်မှာပြဿနာတစ်ခုပဲရှိတယ်တန်ရုံးစင်ဖြစ်လွယ်တာပဲအဲ့ဒီအိမ်မှာနေပြီးတော့နှုတ်ဝက်လောက်မှတင် ကျုပ်မွေးစားအဖေရဲ့တမီးကိုချစ်မိသွားတယ်သူတို့အပြောတဘောပြောဆိုနေရကနေအခြေရေးပါလာတော့သူတို့တစ်ယောက်တစ်ယောက်ကဝင်းပြောလာပါတယ်လှုပ်ပါအောင်ဆက်ပြောပါအောင်ဗျဦးတက်မောင်လည်းအရက်နဲ့ငားထက်မြည်လိုက်ပါတယ် ဖြည်းဖြည်းချင်းပေါ့ကျုပ်ဘဝအကြောင်းအရင်ပြောပြပါရစေဦးဒီနေရာနဲ့တိတ်မဝေးတဲ့နေရာမှာဦးချမ်းသာဆိုတဲ့တထေးကြီးရဲ့အိမ်ရှိတယ်တရားရွာသားတွေအကုန်လုံးနေပါသူ့အကျွေးနဲ့မကင်းကြဘူးဦးချမ်းသာစံကုန်တယ်ရွာသားတွေကိုပတ်စံထုတ်ချတယ်ပြန်ပေးရမယ့်အချိန်ရောက်ရင်စံနဲ့လဲယူပြီးတော့မြို့မှာတက်ရောက်တယ်သူ့မှာမင်းမောင်ဆိုတဲ့သားတစ်ယောက်ရှိတယ်ကျန်နာတွေကအကုန်သမီးတွေကြီးပဲ မင်းမောင်မြို့မှာကြောင်းတက်တာလေကြောင်းပိတ်ထားတဲ့အပေါင်းအသင်းတွေနဲ့အတူရွာကိုပြန်လာတယ်တထားလည်းမကြာခဏအကျွေးဆက်ဖို့ဦးချမ်းသာအိမ်သွားတော့သူ့သားနဲ့တွေ့ပြီးကြိုက်တော့တာပဲကျုပ်ကတော့ကျွဲတွေနဲ့ပဲနေရတာပေါ့နေခင်းဆိုကျွဲကြောင်းနဲ့ညဆိုအဲ့ဒီကျွဲတွေနဲ့ပဲအိတ်တယ်အင်းမိဘုံဖိုးပြီးတယ်ချင်းကိုက်နေချစ်သက်စိဖြန့်ပြီးတယ်ခမရရဲ့မွေးစားအဖေကမြို့ပြောင်းကိုသဘောကျလို့နေမှာပေါ့ မဟုတ်သဘောကျတယ်လည်းမဟုတ်ဘူးတားလည်းမတားရဘူးဦးချမ်းသာစိတ်ကွက်မှဆုလို့နေမှာပေါ့အခုတထာအသက်ရှိနေတော့မလားကျုပ်ပြောပြတော့မလို့ပါကျုပ်မွေးစားဖေကဦးချမ်းသာရဲ့လူတွေကိုသဘောမကျပါနဲ့မပြောရဲဘူးလေအဲဒီနေ့သူတို့ချောင်းနေကိုလေးစီးဖို့ခေါ်ပါရောတထောက်ကြိုက်တယ်ဆိုဦးလေးရရောဘာလို့မတားတာလဲ ကျုပ်ကတို့အိမ်မှာကန့်နေရလေတို့တို့တော့အတိုင်းဘုံကြီးကြောင့်ရောက်တော့မှာပေါ့ကျုပ်လည်းဝမ်းသာကြအောင်ပဲဆောင်းသွားတာကျုပ်ပြောဘူးတယ်ဒါပေမဲ့ तू ကနားမထောင်လေအဲ့အပြင်ကျုပ်ကတော့သူများအိမ်မှာကန့်နေလူလိုနားလဲကို့နေရာကိုနေလို့ပြောသေးတယ်ပြီးတော့သူ့တငယ်ချင်းတွေကိုပါ ပြန်ပြောပြပြီးကျုပ်ကိုကျွဲကြီးလို့ဝိုင်းခေါ်ကြတယ်ကျွဲကြီးကကျုပ်မှုထားတဲ့ကျွဲလေကျုပ်ကဆင်းရဲတဲ့သူဆိုတော့အငငယ်လေးပဲတတ်နိုင်မလဲစားဖို့တောက်ဖို့တော့လုပ်နေရတာပဲလေ မနက်စာစားပြီးကျွဲကြောင်းတယ်။ညနေရောက်ရင်ရွာကျောင်းသားစရက်မှာကျွဲတွေကိုနားရောက်အောင်လုပ်ပြီးပြီးတော့ချင်မကောက်မိပုံဖိုးပြီးရင်သူတို့နဲ့အတူအိပ်ရတာပဲ။ကျွဲကြီးကတော့ကျုပ်ကိုတနာတယ်လို့ကြည်နေသေးတယ်။ဒါကြောင့်ကျုပ်လည်းတထားကိုဆက်မချေဖို့ဆုံးဖြတ်လိုက်တယ်။ဘာဖြစ်ဖြစ်တရေပေါ်အိပ်သေးနားစားတယ်လို့တော့အပြောမခံချင်ဘူးလေ။ကျုပ်ချစ်တာကိုတော့သူသိတာမှမဟုတ်တာ။ကြည်လာတော့လူမသိအောင်ကြည်ရတာဟုတ်။လူတွေရဲ့စိတ်ကတကယ်ရှုပ်ထွေးတယ်ဗျာ။ ။တနေ့ကျုံမွေးစားအဖေကြက်ချံပြင်းနဲ့ပြုတ်ကျပြီးတော့အတော်ထိခိုက်သွားတယ်။ကျုပ်ကတော့ကျွဲရီနဲ့နေနေရလေ။တထားထမင်းလာပို့မှာပဲစားရတာ။နောက်ကျလဲအစာခံဆောင်ရတာပဲ။သူကျွေးတာပဲစားရတယ်။သူတို့မိခိုးနေရတော့လဲအကုန်သိခံရတာပေါ့ဗျာ။တခါတလေရွာထဲကလူငယ်တွေလာပြီးတော့ကျွဲရူတနာလိုက်ထားလို့ပြောကြတယ်။ဒါပေမဲ့သူတို့ပြောနေကြတာကျုံမွေးထားတဲ့ကျွဲကိုလားကျုပ်ကလားတော့မသေးခွေဘူး။ တခါတလေဘလူကိုခေါ်နေရလဲလို့မေးပြလိုက်ခြင်းပဲကျုပ်ကအမျက်ကြွေးနဲ့နေနေတာဆိုတော့သူတို့ခေါ်လဲခေါ်ခြင်းစရာပဲလေကျုပ်ဒီအိမ်မှာအစီကံလို့ဘဝနဲ့နေနေတာတကယ်တော့တထားချောင်မဟုတ်ဘူးကျုပ်မွေးစားအဖေကိုချစ်လို့သာတီးခံနေနေတာဥတ္တမအရက်ဆက်တော့နေချေကျန်သူတွေကဂယုနာတတ်မိကြပါတယ်တကယ်ဆိုဥတ္တမောင်ကအသက်ကြီးနေပေမဲ့လည်းကြည်ကောင်းတဲ့ရုပ်ရည်ရှိနေသေးတယ်ဗျအေးအဆုံးသတ်ကိုရောက်လာပြီ ။တနေ့မင်းမောင်နဲ့တငယ်ချင်းတွေအကုန်မြို့ကိုပြန်သွားပြီ။တတ်ထားလဲသူတို့နဲ့အတူပျောက်သွားတယ်။ကျုပ်မွေးစားအဖေနေပြန်ကောင်းပြီးသိသွားတော့သူလည်းအရက်ဆိတ်ဆိုးတာပေါ့။ဒါမှမဟုတ်လေဒီကောင်မဘဲသွားသွားမကြခင်မြေအိမ်နဲ့ဒူးတို့ပြီးတော့ပြန်လာရမှာလို့ပြောတယ်။တကယ်ဘာမှကိုမပြောနိုင်အောင်စိတ်သက်ချစ်ခံစားနေရတာကျုပ်ပြ။ဒါမှမဟုတ်ကျုပ်မွေးစားအဖေကတော့ဘာမှပြောလိုက်ပါဘူး။တတ်ထားဘသူနဲ့လိုက်သွားရဲဆိုတာကျုပ်လည်းအသေးချာမသိဘူးလေ။ပြီးတော့မင်းမောင်သာတကယ်ချင်းအခုလိုလုပ်မှာမဟုတ်ဘူး။ ်ဦးချမ်းသာလည်းလောက်ခွင့်ပေးမှာမဟုတ်ဘူးခုနှစ်ရက်ကနေ15ရက်အတွင်းပြန်လာအပ်ပြီးတော့ရိုးရာအတိုင်းထိမ်းမြားပေးရမှာပဲကျုပ်မွေးစားအဖေကလည်းအဲ့ဒီအခြေအိုးပဲစောင့်နေကြတာပေါ့ဒါမှမဟုတ်လားတဲ့ကြတဲ့အထိဘယ်သူမှပေါ်မလာခဲ့ဘူးငါတာကျုပ်ကိုခေါ်တော့လှည့်ကြည့်လိုက်တာပေါ့ဒီဟာမှအဖေ့ဦးတော်ဖြစ်နေတာမင်းကိုဘလို့သတိရမှာလဲသတိရမနေနဲ့စိတ်ဖြတ်လိုက်ကျုပ်အံ့ဩသွားတယ်ဗျာ ကျုပ်တထကြောင့်တွေးနေတော့မွေးစာဖေဘလို့တိတော့လဲအဲ့ဒီအချိန်ကလေးကစားပြီးကျုပ်လည်းတိတ်စကားမပြောတဲ့သူဖြစ်သွားတာပဲကျုပ်ရဲ့ကျွဲနှကောင်ကသာ ကျုပ်အသက်အသက်တွေပေါ့တထရဲ့တငယ်ချင်းတွေကလည်းကျုပ်ကိုခေါ်ပြောဆနောက်လာကြတယ်ဒါမှမဟုတ်လည်းအချိန်နေချင်းကမတူတော့ကျုပ်ဘလို့ပြန်ဆနောက်ရင်မလဲနှုတ်ဆက်ရုံပဲပေါ့ကျွဲကြီးကိုတနာလိုက်တာဆိုတာလည်းအခုမှကျုပ်ကိုပြောတာဆိုတာသိတော့တယ်မမှတ်တဲ့ကိုကိုကိုလည်းအပြစ်တင်မိတယ် အရဝိုင်းရတိတ်ဆိတ်သွားပြီးအကုန်လုံးဥတ္တမောင်ကိုပဲတနာသွားမိကြပါတယ်။ဒီပေမေပါပါအမျိုးသားကြီးရဲ့အချစ်ဇလန်းကိုမျိုးလုံးနဲ့မြင်မိပြီးတနာမိလာကြတယ်ဗျ။ဒီလိုနဲ့သူတို့လည်းအရက်နဲ့ငါဆက်မိကြတာပေါ့ဗျာ။ချောင်းတွေကငါးတွေခုတ်ကူးနေတယ်လို့တဘာဝရဲ့အတန်တွေကအတိတ်မရှိတဲ့သူတွေအတွက်တာယာစရာဖြစ်ပြီးမယ်။အတိတ်ရှိတဲ့သူတွေအတွက်တော့ဘာမှမကူညီပေးနိုင်ပါဘူး။မပြီးသေးဘူးမလားဗျ။ဒါပေါ့ တနေ့ကျုပ်ကျွဲတွေနဲ့အတူရှိနေတော့တခုခုကိုတွေ့တယ်လို့မျိုးကျွဲတွေကခုံပေါက်လာကြတယ်။ကျိုးလက်တခိုးထင်ပြီးလန့်တော့တာပေါ့။ကျုပ်မော့ကြည့်လိုက်တော့ကျွဲချန်နာမှာမင်းကလေးလို့ထင်ရတဲ့အရေးတစ်ခုရပ်နေတော့တွေ့လိုက်ရတယ်။ကျိုးလက်ဘာဆက်လို့ရမလဲကြည့်နေတော့အဲ့ဒီအရေးကတဖြည်းဖြည်းကျုပ်ရှိတဲ့စင်နာကိုကတ်လာတယ်။ကျိုးလက်တွေးမိတာပေါ့။ကျွဲတွေကိုခိုးလို့မရလို့ကျုပ်စီကိုလာတယ်ဆိုပြီးလေ။ဒီလိုနဲ့အဲ့ဒီအရေးကအနားရောက်လာပြီးခေါင်းမှာအုပ်ထားတဲ့အဝတ်ကိုဖယ်လိုက်တဲ့အချိန်ကျုပ်ဖင်ပြော်လို့လို့မျက်ရည်ပါကျမတက်ပေဗျာ။ ဒါပေမဲ့သူကအတံမထွက်ဖို့တားတာကြောင့်ကျုပ်လည်းအတံပိတ်ထားလိုက်ရတယ်။တထကျုပ်နေတဲ့တဲဘူအမြန်တက်လာခဲ့တယ်ဗျ။ CKU မှာဖုန်းဖြစ်ရေးဆွဲနိုင်မဲ့ဒုတိယ animation cartoon တင်တဲ့ကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။ software twin ni animation အခြေခံမှာစတင်ပြီးတော့အခု video မှာပါတဲ့ animation movie video ဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ။ social media မှာ animation story ဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေ၊ cartoon နီးပညာနဲ့မိမိရဲ့စကူးရင်ကပါကိုဖန်တီးလိုသူတွေ ဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ CKO ကဖန်တီးထားတဲ့ဗီဒီယိုတွေအတိုင်းစိတ်ဝင်စားဖန်တီးခြင်းသူများအတွက် CKO မှာ YoYo Class နဲ့ Master Class ဆိုပြီးတော့သင်တန်းနှမျိုးဖွင့်ပေးထားပါပြီခင်ဗျာမိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကြအောင်မေးလို့ရပါပြီနော် Facebook Group Telegram Channel ကနေ CKO Team မှာ 2D Animation Manager ကိုရိုင်းဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်တင်နာကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနှံသူများအတွက် YoYo Class 2သိန်းချက် Master Class 3သိန်းချက်နဲ့တင်ကြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ တင်နန်းသားအကတ်အသတ်ရှိသလိုတင်နန်းကြီးကလည်းဖေဖော်ဝါရီလကုန်လနဲ့ပြောင်းလဲသွားမှာဖြစ်လို့အခုအပ်ချက်အခုပဲအဲ့လိုရပါပြီခင်ဗျ